ိုင်းနိုင်ငံဘက်အချမ်းသို့မြန်မာဘက်မှပြစ်ခတ်သောလက်လက်ကြီးကြီးကြားရောက်မှုကြောင့်ထိုင်းနိုင်ငံသားနှုန်းတန်းရရှိပြီးနောက်မိခိုဘုံအမြောက်လေးလုံးမြန်မာဘက်သို့ထိုင်းစစ်တပ်ကပြန်လည်ပြစ်ခတ်ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံဘက်အချမ်းသို့မြန်မာဘက်မှပြစ်ခတ်သောလက်လက်ကြီးကြီးကြားရောက်မှုကြောင့်ထိုင်းနိုင်ငံသားနှုန်းတန်းရရှိပြီးနောက်မိခိုဘုံအမြောက်လေးလုံးမြန်မာဘက်သို့ထိုင်းစစ်တပ်ကပြန်လည်ပြစ်ခတ်နိုင်ကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါတယ်။ဒီဇင်ဘာလ9ရက်နေ့နာနေ့7နာရီ40မိနစ်အချိန် မင်းလက်ပံကျင်းရွာနီးတိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက်မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးကထိုင်းနိုင်ငံဘက်ချမ်းသို့တရောက်ပောက်ကွဲခဲ့ကထိုင်းနိုင်ငံသားနှုတ်ဒဏ်ရာရရှိခဲ့ကြောင်းနေအိမ်နဲ့မော်တော်ကားအများပြားလည်းပျက်စီးသွားကြောင်းထို့နောက်ထိုင်းစစ်တပ်ကမြန်မာဘက်ချမ်းသို့မိခိုးဘုံအမြောက်လေးလုံးတံလက်ပြစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်လက်တတော်မြောက်ဝတီမြို့နယ်မင်းလက်ပံကျင်းရွာနီးဖြစ်ပွားနေသောတိုက်ပွဲကြောင်းထိုင်းဘက်အချမ်းရှိကျေးရွာများမှပြည်သူများကိုသတိပြုနေထိုင်ကြရန်သတိပေးမှုများရှိပြီး တချို့သောထိုင်းပြည်သူများမှာဘေးလွတ်ရာနေရာများသို့ရွှေ့ပြောင်းနေကြကြောင်းထိုင်းမြန်မာနယ်စပ်တရင်ရင်းမြစ်များထံမှသိရှိရပါသည်။မြောက်ရီမြို့နယ်မင်းလက်ပံတီးဝအနီးရှိကြားဖြတ်ရုံများကို KNU ကနိုဘာလ27ရက်နေ့ကတင်ပိုက်ခဲ့ပြီးနောက်အဆိုပါနေရာများရှိကြားဖြတ်အလို့ရုံနဲ့ဝင်းများကိုစုံစမ်းစစ်ဆေးရင်းများလုဆောင်နေခြင်းစစ်တပ်ကရင်းနေရာများကိုပြန်လည်တင်ပိုက်နိုင်ရေးထိုးစစ်များအရှိန်ဟုန်မြင့်နေခြင်းဖြစ်ကြောင်းနယ်စပ်စီတရင်ရင်းမြစ်များ၏အဆိုအရသိရှိရပါသည်။ ဘယ်လရောက် fiber cable ဆက်ကြောင်းပြတ်တော့လို့ internet နေခွေသွားတယ်လို့စစ်တပ်ကအကြောင်းပြပြီးဒီဇင်ဘာလကမှပြန်ကောင်းမွန်နိုင်တယ်လို့ဆိုပြပါတယ်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ internet line နေခွေကျဆင်းမှုတွေလာမယ့်ဒီဇင်ဘာလကုန်ချိန်မှာပြန်လည်ကောင်းမွန်မယ်လို့အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံပို့ဆောင်ရေးနဲ့စစ်သွေးဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလတရနေ့ကစလို့ internet အသုံးပြုသူတွေ line ပြတ်တောက်တာနဲ့အသုံးပြုရခက်တာတွေကြုံတွေ့ခဲ့ကြရပြီး လက်ရှိအချိန်ထိအင်တာနက်လိုင်းတွေမူလအခြေအနေကိုပြန်မရောက်သေးဘူးလို့အင်တာနက်သုံးစွဲသူတွေကပြောပါတယ်စစ်ကောင်ရှင်ပို့ဆောင်စစ်သွေးဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့စင်ကာပူကနေမြန်မာနိုင်ငံကိုဆက်သွယ်ချိတ်ဆက်ထားတဲ့ UMO ပင်လယ်ရေဖိုင်ဘာကေဘယ်ဆက်ကြောင်းကနိုမာလာတရက်နေ့မှာချွေရင်ပြတ်တောက်ခဲ့တာကြောင့်အင်တာနက်ဝန်ဆောင်မှုတွေနှေးကွေးနေတာလို့ဆိုပါတယ်မိုဘိုင်းစစ်သွေး operator တွေနဲ့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISB company တွေဘက်ကလည်းအခုလိုထုတ်ပြန်ခဲ့တာရှိပြီး လက်ရှိအချိန်ထိ internet line တွေတန်လဲကောင်းမှန်ဖို့ကြိုးပမ်းဆောင်ရွက်နေစေလို့အတိပေးထားတာတွေရှိပါတယ်။ချုံရက်ပြတ်တောက်နေတဲ့ပင်လယ်ရောက် fiber cable စကြောင်းပြုတ်ပြမှုကဒီဇင်ဘာလကုန်မှာပြည့်စုံနိုင်တယ်လို့မကြာခင် internet line တွေတန်လဲကောင်းမှန်လာမယ်လို့စစ်ကောင်ရှင်စစ်သွေးဝန်ကြီးဌာနကဆိုထားပါတယ်။ဒီဇင်ဘာလထဲအာနာသိန်းစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကျင်းပဖို့ရှိနေတဲ့ internet line အသုံးပြုမှုတွေကိုအကန့်အသတ်နဲ့ထိန်းချုပ်ထားတာဖြစ်ပြီးရွေးကောက်ပွဲပြီးနောက်ပိုင်းမှာလိုင်းတွေပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့အရေးပဲမျိုးစစ်တပ်ကသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ စစ်ကောင်ပြည်စစ်သွေးဝင်ကြီးဌာနဘက်ကတော့ချိုးယွတ်မှုတွေပြင်းစင်နေချိန်နေဆက်ဖြတ်ကျော် fiber set ကြောင်းတွေထပ်မံတိုးမြှင့်ထိစပ်ပြီးသားလို့လက်ရှိမှာ line တွေအထိုက်လျောက်တော့ပြန်လည်ကောင်းဝင်နေပြီလို့ဆိုပါတယ်။မန္တလေးတွင်ဒေါက်တာတေဇာစာဆန္ဒပြခဲ့သောဇေဒနေရာကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအမိဖြင့်ဖြတ်စည်းခိုင်းကြောင်းတီးရပါတယ်။ မန္တလေးချမ်းသာသာမြို့နယ်တွင်ရွေးကောက်ပွဲစတင်ရေးဒေါက်တာတီစာဆန်းဦးဆောင်ဆန္ဒပြခဲ့သောဇေရနေရာကို အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မူဘုံမှုချုပ်တင်မင်းလက်အမိဖြစ်ဖြက်စီးခိုင်းခဲ့ကြောင်းတည်ရပါတယ်။ဒီဇင်ဘာလ3ရက်နေ့လူထုအရေးတော်ပုံကောင်းဆောင်များဖြစ်သောဒေါက်တာတီစာဆန်းကိုနာလင်းရန်ကုန်နှင့်ကိုခန့်ဝေဖြူစကိုင်းတို့အပါအဝင်ရဲဘော်ရဲဖက်များပြည်သူလူထုနှင့်အတူပူးပေါင်းကာရွေးကောက်ပွဲစတင်ရေးဆန္ဒပြခဲ့ကြကြောင်းအဆိုပါနေရာမှာမန္တလေးတိုင်းချမ်းသာသာမြို့နယ်ရှိ လမ်းမေးဇေဒါဖြစ်ပြီးရင်းစေးဆိုင်များကိုဒီဇင်ဘာ၄ရက်နေ့ညဆင်တိုင်းဝင်ကျင်ချိန်တိုင်းမှုအမိဖြင့်စစ်တပ်နဲ့စီပင်ကဝင်ရောက်ဖြစ်စည်းခဲ့ကြောင်းစီပင်တရင်ချင်းမြက်နဲ့ Voice of Mali မှတာဝန်ရှိသူကပြောပါတယ်တိုင်းမှုအမိနဲ့ဖြတ်ခိုင်းတာပါအဲဒီဆိုင်နာတွေကစီပင်ကဈေးကောင်းနဲ့ခွင့်ပြုထားတဲ့ပြန်ကျဈေးဆိုင်နာတွေပါ အခုအဲဒီနာမှာဈေးဆိုင်ပြန်လာဖွင့်ရင်ဖမ်းဆီးအရေးယူခံရမယ်လို့မလေးစီပင်တရင်ချင်းမြက်ကပြောဆိုပါတယ်စစ်တပ်ကစာနာပြပွဲဖြစ်ပွားခဲ့ရာချိုင်းတာစာမြုပ်နယ်ချိုင်းတာစာအနောက်ရက်ကွက်29လမ်း 84-85လမ်းကြားရှိလမ်းမေးဈေးဆိုင်များကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီးအနည်းဆုံးဆိုင်ခန်း90ဝန်းကျင်ဖျက်ဆီးခံခဲ့ရကြောင်းသိရှိရပါတယ်။အဲ့နေရာကအရင်တည်းကလမ်းမေးကိုကျူးထားတဲ့ဆိုပြီးဖျက်ဖို့ပြောထားတာစခွေးတွေဖျက်သွားတာကရှေ့မှာကျူးပြီးဆောက်ထားတာတွေကိုဖျက်တာပါ။အင်ရှင်ကပုံမှန်ငါထားတဲ့အရာထက်အရှိမငါးပေလောက်ကျူးပြီးအမိုးလုပ်ထားခင်းထားတာတွေကိုဖျက်ခိုင်းတာအဲ့ဒါကိုတွန်းဟာလူငယ်တွေကြောင့်ဖျက်ရသလိုဖျက်အောင်လုပ်သွားတာဟု Voice of Mali မှာတာဝန်ရှိသူကပြောပါတယ်။ထို့သောဆန္ဒပြပွဲပြုလုပ်နေခြင်းတွင် မရောက်နိုင်ကပြုံးလူမျိုးစစ်တင်သားစင်းဘွဲကိုတက်ရောက်ကစကားပြောနေခြင်းဖြစ်ကြောင်းထို့ပြင်မာလေးမြို့နယ်စစ်တပ်လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှာဗီလူထွေပါဝင်ကူညီစောင့်ရှောက်မှုနဲ့အတူတပိတ်ကောင်းဆောင်များအားလုံးအန္တရာယ်ကင်းရှင်းခဲ့ကြောင်းသိရှိရပါသည်။ရောက်ဒီရှိ DKPA နဲ့ BDF လုံခြုံရေးယူထားတဲ့ဂျားပြန့် site ကိုစစ်တပ်ကစီရင်ပြပြီးမိုင်းခွဲဖြက်ဆီးကြောင်းသိရပါသည်။ဒီရင်လက်လက်ကန်အဖွဲ့ DKPA နဲ့ BDF တို့လုံခြုံရေးယူထားတဲ့ရောက်ဒီမြို့ပေါ်ကဂျားပြန့်ဝန်ထဲကိုဒီဇင်ဘာလ၄ရက်မှာစစ်ကောင်စီတပ်ကစီရင်ပြီး အဆောက်အုံကိုမိုင်းခွဲလိုက်တယ်လို့မြို့ခံတွေစီကတီးရပါတယ်။မြောက်လီမြို့အမှတ်3ရက်ကွက်မှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကင်တပ်မတော် DKBA ထိန်းချုပ်ထားတဲ့ဂျက်ဖြတ်ဝင်းတစ်ခုနဲ့ KNL ရှားဆောင်တပ် BGF ထိန်းချုပ်ထားတဲ့ဂျက်ဖြတ်ဝင်းတစ်ခုကိုစစ်တပ်ကဝင်ရောက်စီးနှင်းရှာဖွေခဲ့တာဖြစ်ပြီး DKBA ထိန်းချုပ်ထားတဲ့ဂျက်ဖြတ်စုံတစ်ခုကိုတော့မိုင်းခွဲဖျက်ဆီးလိုက်တာဖြစ်ပါတယ်။စီးနှင်းမှုအတွင်းမြန်မာနိုင်ငံသားအများစုအပေါင်းဝင်လူရည်200ကျော်ကိုဖမ်းဆီးရမိတယ်လို့စစ်ကောင်စီကဆိုထားပါတယ်။ ဒါပေမဲ့စီးနင်းမှုမတိုင်းခင်မှာဂျားဖြတ်လုံကလောက်ကန်သူထိပ်ပိုင်းတွေကိုကြိုတင်ရှောင်ဖမ်းထားတာလို့မြောက်ဒီတရင်ရင်းတက်ကဆိုပါတယ်သူတို့စစ်တပ်ကဖောက်ခွဲလိုက်တယ်မြောက်ဒီကတခြားဆိုင်နေရာကရှောင်နေရတယ်လို့မြောက်ဒီတရင်ရင်းတက်ကပြောပါတယ်စစ်တပ်ရဲ့ထုတ်ပြန်ချက်အရဒီဇင်ဘာလ၄ရက်မြောက်ဒီမြို့အမှတ်၃ရပ်ကွက်မှာအွန်လိုင်းလောင်းကစားမှုအွန်လိုင်းလိမ်လည်မှုတွေကျူးလွန်လျက်ရှိကြတယ်မြန်မာနိုင်ငံသား223ဦးဒီအောင်နိုင်ငံသား25ဦးစုစုပေါင်း148ဦးကိုကွန်ပျူတာ၊မိုဘိုင်းဖုန်းစတဲ့ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးအရေးယူသွားမယ်လို့ဆိုထားပါတယ်။အဲဒီလုံကလောက်ကန်ယူတွေနေထိုင်တဲ့ဒုံထဆော့အောင်၅လုံးတထဆော့အောင်၃လုံးစုစုပေါင်း၈လုံးစစ်စစ်တွေ့ရှိခဲ့ရပြီးဒုံထဆော့အောင်ကိုတော့ဖျက်ဆီးလိုက်တယ်လို့စစ်ကောင်စီကဆိုပါတယ်။ဒီ KB ဟာစစ်ကောင်စီနဲ့နေပြည်တော်မှာတွဲဆုံဆွေးနွေးမှုရှိတဲ့ဖွဲ့ဖြစ်ပြီး BJF ကစစ်တပ်လက်အောက်ခံဖြစ်ပါတယ်။နှစ်ဖွဲ့လုံးကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့ဖွဲ့တွေဖြစ်ပါတယ်။ဝန်တွေမှာစစ်တပ်ကရွာရီဝင်ပြီးလူကြီးပါမကြပေါ်တာဆွဲနေကြတည်ရပါတယ်။ မာလီတိုင်းဝန်ထမ်းချုပ်ထဲမှာစစ်ကောင်စီတပ်ကဂျေးရွာတွေထဲဝင်ပြီးလူငယ်လူကြီးမကြံပေါ်တာဆွဲဖမ်းဆီးနေကြောင်းဒေသခံတွေကပြောပါတယ်။လက်စင်ပေါ်တာဆွဲခံရတဲ့ဝန်ထမ်းချုပ်ထဲမှာအခုဒီဇင်ဘာမှာလည်းပေါ်တာဆွဲနေပြီ။မနေ့ကဒီဇင်ဘာ၄ရက်ကဝန်ထမ်းပင်တဲ့လမ်းပေါ်နဲ့မြို့နယ်အနောက်ပိုင်းကရွှေဘလကန်ရှာတော်ဦးမတွေ့တုံးတောင်အိုင်ဖိုကုံရုံပင်ကုန်းဂုံကဆယ်ရွာရွာသစ်စားတဲ့ဂျေးရွာတွေကိုဝင်ပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံများကပြောပါတယ်။ရွာတွေမှာပေါ်သွားတဲ့လူတွေတော်များနေပြီ အိမ်မှာအိတ်နေတဲ့လူပါခေါ်သွားတာအတော်ဆိုးနေပြီလို့ဒေသခံတူကပြောပါတယ်။အားစီခံရတဲ့ရွတ်တက်ကိုတော့အတိအကျမသိရသေးပါဘူး။မနေ့ကနေ့လယ်ပိုင်းကလည်းတဖန်ကျင်းရွာဝင်ပြီးပေါ်တာဆွဲခံရလို့လူငယ်စေဦးခံပါသွားကြောင်း Voice of Women ဖွဲ့ကအတိပေးထားပါတယ်။အားစီခံရတဲ့သူတွေထဲမှာစိတ်ကြမ်းပါရေးမကောင်းသူတချို့လည်းပါဝင်ကြောင်းဒေသခံတွေကပြောပါတယ်။အားစီခံရသူတွေကို One Yes ကခေါ်သွားပြီးငွေကြေးတတ်နိုင်သူကိုတော့ပိုက်ဆံတဲ့ပြန်ရွေးခိုင်းနေတယ်လို့ဒေသခံတချို့ကပြောပါတယ်။ မန္တလေးတိုင်းတင်မကပဲစကိုင်းတိုင်းမကွေးတိုင်းနဲ့တခြားဒေသတွေမှာစစ်ကောင်စီကလက်စင်ပေါ်လာဆွဲဖမ်းဆီးနေတာဖြစ်ပြီးဒီလမှာတော့စစ်မှုထမ်းအပစင်27စတင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီနဲ့မြို့တွင်ခရိုင်စစ်ပတံဝန်ရှိသူများတွေ့ဆုံဆွေးနွေးကြောင်းတည်ရပါတယ်။မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီ MIDC ဟာမန္တလေးဒေသမြို့တွင်ခရိုင်တွင်ကစစ်ပရေးရာတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း MIDC ကမနေ့ကဒီဇင်ဘာ၄ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အခုလိုတွေ့ဆုံစဉ် MGC ကရုံးဝင် KIA ရဲ့စစ်ဌာနအောက်မှာရှိတဲ့တရင်တပ်ဖွဲ့တွေအတွက်စက်သိန်း400တိထောက်ပံ့ကူညီခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ1ရက်နေ့တုန်းကလည်းမလေးဒေသဂျာဂါလာအုပ်ချုပ်ရေးကောင်စီဟာမလေးဒေသအပြင်ကပြည်အဝင်ထောက်နေတဲ့တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။မလေးဒေသလွတ်မြောက်နယ်မြေတွေမှာအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးစနစ်တကျလဲပနိုင်ဖို့အတွက်မလေးဒေသလွတ်တော်ရဲ့အတီးပြုချက်နဲ့အတူမလေးဒေသဂျာဂါလာအုပ်ချုပ်ရေးကောင်စီကိုနိုဘာလ28ရက်မှာဌာနကြီး9ခုနဲ့ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ NUG ကကွေးမွန်ကြီးဌာနအောက်တွင်မရှိသည့်တပ်ဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်ခြင်းလုံးဝမလုပ်ရန်ဘ고ရိုင်းစစ်ဌာနအမိန့်ထုတ်လိုက်ကြောင်းတည်ရပါတယ်။ဘ고ရိုင်းစစ်ဌာနကကြံမှုအောက်မှာရှိတဲ့ပြည်သူ့ကကွေးတပ်မတော် PDF ယူဟာတွေတရင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကကွေးအဖွဲ့ပါကဖားတွေအနေနဲ့ကိုယ်နယ်မြေအတွင်းမဟာမိတ်တွေကလွဲလို့ NUG ကကွေးမွန်ကြီးဌာနကကြံမှုအောက်မှာမရှိတဲ့ဘယ်လက်လက်တိုင်ဖွဲ့စည်းပုံမျိုးဆိုလက်ကန်ထားရှိခြင်းပူးပေါင်းဆောင်ရွက်ခြင်းလုံးဝမလုပ်ကြဖို့ဘ고ရိုင်းစစ်ဌာနကညွှန်ကြားထားပါတယ်။လက်ရှိအချိန်ဟာ ော်လှန်ရေးရည်ကြိမ်အမြင့်ဆုံးကာလဖြစ်တာနဲ့အညီစစ်အာဏာရှင်ကိုတစုတစည်းတည်းစုပေါင်းညွှတ်စွာတွန်းလှန်တိုက်ထုတ်ရမယ့်အချိန်ကာလဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ပြည်သူ့ကာကွယ်တပ်မတော်နဲ့ပြည်သူ့ကာကွယ်ဖွဲ့တွေမှာရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေကြောင့်အချင်းချင်းသွေးကွက်စေဖို့အင်အားရုပ်ရော့စေဖို့ပြည်သူတွေအထင်လွှမ်းမြောက်စေဖို့ကြာစီဆောင်ရွက်နေမှုတွေရှိကြကြောင်းအခုလိုညွှန်ကြားရတာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုမျိုးမလိုလားအပ်တဲ့ပြည်သနာတွေမဖြစ်စေဖို့အတွက်ကွက်ကဲမှုအစဉ်အဆက်ကိုစာပြုတ်တည်မြဲအမိန့်နဲ့ အညီဖွဲ့စည်းဆောင်ရွက်ကစစ်တီတော်ကျင်းဝတ်တွေကိုအလေးထားလိုက်တာဆောင်ရွက်ကြရင်ကြီးကျက်ဆောင်ရွက်ဖို့ကာကွယ်ဝန်ကြီးဌာနအောက်မှာရှိတဲ့ဖွဲ့တွေကိုလက်ခံထားခြင်းပူးပေါင်းဆောင်ရွက်ခြင်းလုံးဝလုံးဝမလုပ်ဖို့ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ဘိုရိုင်းစစ်ဌာနနယ်မြေတွေမှာရှိတဲ့တရင်တပ်ဖွဲ့တွေဟာအယူဂျီကာကွယ်ဝန်ကြီးဌာနရဲ့ပကဲမှုအောက်မှာအတမ်းပဲဆက်အနာရှင်စနစ်အပြစ်ဒဏ်ချုပ်ရင်းရေးအတွက်စစ်စင်ရေးတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်လက်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။